ရင်အဆောက်အုံမော်တော်ယာဉ်တိုက်ခန်းအဆရှိတဲ့အခြေပစ္စည်းများရောင်းချခြင်းဝယ်ယူခြင်းတွေမှာအခွန်စည်းချက်မှုခံယူဖို့ပြက်ကွက်မှုတွေရှိနေပြီး2015ခုနှစ်မတ်လကုန်ထိအခွန်ထမ်းဆောင်မှုပြက်ကွက်နေပါကကာလတန်ဖိုးစည်းစစ်သတ်မှတ်ချက်စည်းရင်းတွေကနေပယ်ဖြတ်သွားမှာဖြစ်တယ်လို့ပြည်ရင်းအခွန်များဦးစီးဌာနကဖေဖော်ဝါရီလ1ရက်နေ့ကထုတ်ပြန်လိုက်ပါတယ် ကာလာတံပိုးစီစစ်သက်မှတ်ရေးအဖွဲ့ကပစ္စည်းတွေနဲ့ပတ်သက်ပြီးကာလာတံပိုးစီစစ်သက်မှတ်ပေးပြီးဖြစ်ပေမဲ့လည်းသက်ဆိုင်ရာမျိုးနဲ့အခွန်ဦးစီးဌာနရုံးတွေမှာအခွန်စည်းချက်မှုခံယူဖို့အကြောင်းမျိုးမျိုးနဲ့ပြက်ကွက်မှုတွေရှိနေတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။2014ခုနှစ်မတ်လ31ရက်နေ့မတိုင်မီကာလာတံပိုးစီစစ်သက်မှတ်ခဲ့ပြီးဖြစ်တာကြောင့်2015ခုနှစ်မတ်လ31ရက်နေ့အထိသက်ဆိုင်ရာမျိုးနဲ့အခွန်ဦးစီးဌာနမှုရုံးတွေမှာအခွန်စည်းချက်ခံယူမှုမရှိပါက ကာလတံမှုစီစစ်သတ်မှတ်ချက်စရင်ကနေပယ်ဖြတ်သွားမှာဖြစ်ပြီးသတ်မှတ်ကာလကျော်လွန်မှစီချက်မှုခံယူပါကပစ္စည်းနဲ့ပတ်သက်ပြီးလက်ရှိကာလတံမှုနဲ့သာပြန်လည်သတ်မှတ်စီချက်သွားမှာဖြစ်ပါတယ်။မြေအိမ်အဆောက်အုံတိုက်ခန်းအဆရှိရဲ့အယောင်းဝယ်ခြင်းတိစောက်ခြင်းပြုပြင်ခြင်းတွေအပေါ် ဝင်ငွေရလန်းတင်ပြပါက တည်ဆဲခွန်ဆိုင်ရာဥပဒေများနဲ့အညီစီစစ်စီကြံမှုခံယူဖို့ခွင့်ပြုပေးထားပြီးအိမ်ချမ်းမြေအယောင်းဝယ်ပြုရာမှာပေးဆောင်ရတဲ့အခွန်ဟာဒစိကောင်းခွန်နဲ့ဝင်ငွေခွန်သာဖြစ်ပါတယ်။ဒစိကောင်းခွန်ဟာ900ရာခိုင်နှုန်းဖြစ်ပြီးဝင်ငွေရလန်းပြသနိုင်မှုမရှိတဲ့ငွေတွေအပေါ်30ရာခိုင်နှုန်းအခွန်ပေးဆောင်ဖို့သတ်မှတ်ထားတာဖြစ်ပါတယ်။အခွန်စီကြံမှုခံယူဖို့ပြက်ကွက်ပါကကာလာတံပိုးစီစစ်သတ်မှတ်ချက်စရင်ကနေပယ်ဖြတ်သွားနိုင်တဲ့အပြင်ကြားသွင်းအခွန်ရဲ့90ရာခိုင်နှုန်းကိုလည်းဒဏ်ကျေးဖြစ်တက်ရိုက်နိုင်တယ်လို့သိရပါတယ်။